ကျွန်တော်အဲ့ဒီခုနကစကားပထမအဦးဆုံးစကားကိုပြန်ဆက်မှဆိုလို့ရှိရင်ဒီဟာဒီအကြောင်းကိုကျွန်တော်ကလိလာခြင်းနာလဲပါတယ်ပြီးတော့ကိုတန်းနဲ့စိတ်ညစ်လို့ဆိုတော့ဒီမူရစီလောကထဲကိုကျွန်တော်တစ်နှစ်လောက်ရောက်ပါတယ်တစ်နှစ်လောက်ရောက်ပါတယ်ရောက်သွားပြီးတော့အဲ့မှာကျွန်တော်အာအစည်းတွေအများကြီးသုံးပြီးတော့သူကနောက်ဆုံးပြောမှဆိုရင်ကျွန်တော်တိတ်မလို့လို့တော့ဖြစ်တယ်တိတ်မလို့လို့ဖြစ်တယ်ဟာကိုကိုကိုပြောမှဆိုရင်တော့အရန်ကြောက်ဖို့ကောင်းတာလူတယောက်ကဒီလိုထိုင်နေလို့ရှိရင်ကျွန်တော်တို့က အတိတ်ပစ္စုပန်အနာကအဲ့လိုသွားတာပစ္စုအတိတ်ကနေဒီလိုပေါ့လူကြောက်အချိန်ကာလတစ်ခုပေါ့အဲ့လိုဖြတ်တန်းသွားကျွန်တော်တို့ဆိုအဲ့မှာကျွန်တော်တင်လူလူတွေဖြစ်ပြီးတော့ဟိုစီးတွေအရန်များသွားတဲ့အချိန်မှာဘာတော့အနာကကနေအတိတ်ကိုပြန်သွားတာလူကြောက်ကအနာကကနေငါဒါအခုကျွန်တော်ရေးတောက်လိုက်တယ်ဟောရေးကောက်ပြန်ချလိုက်တယ်ဒါကျွန်တော်အတိတ်မှာကြည်ရပြီးသွားပြီအဲ့အားဒီကျွန်တော်အရန်များသွားတဲ့အခါမှာဘလူတွေဖြတ်တော့ရေးကောက်ကိုကျွန်တော်အရင်တောက်တာပြီးလို့ရှိရင်ဟာ ဟာတဖြည်းဖြည်းနဲ့ဟာဟိုအနာကကနေကျွန်တော်အတိတ်တွေပြန်သွားလို့သွားပြီးရင်အဲ့ဒီမှာမွေးစီမှာအရန်ဆိုးတဲ့ဟာအရန်အပြင်းဆုံးဟာတွေရှိသေးတယ်ဟိုကျွန်တော်ဘုဟုသုတရအောင်ပြောရမလို့ဒီ EDK တွေအပြင်အခုဆို Happy Water တွေပါတယ်ဆိုတာပေါ်လာ ပြီဘောနော် Happy Water တွေနောက် Wish ရှောင်းသွားလည်းရှိတယ်ဆက်လိုက်နှစ်ဖွာလောက်တောက်လိုက်တာနဲ့တာမန်လူတယောက်ဆိုနှစ်ဖွာသုံးဖွာလောက်တောက်လိုက်တာနဲ့တို့ကဟိုအခက်မတင်သေးတော့သေးနိုင်တယ်ပေါ့အဲ့လိုမျိုးဆက်လိုက်တွေပါပေါ်လာပြီဆိုတော့အဲ့ဒီဟာတွေတောက်လိုက်ပြီဆိုရင်လူကပါလဲဆိုတော့တစ်ဖွာလောက်တောက်လိုက်တဲ့နဲ့လူကဟိုသူ့ရဲ့ခန္ဓာကဒီတိုင်းထိုင်နေတဲ့ဝိညာဉ်ကထွက်သွား ဝိညာဉ်ထွက်သွားပြီးတော့အဲ့ခန္ဓာကိုပြန်ကြည့်နေရတယ်အဲ့အဲ့လိုမျိုးတွေအထိဟိုဖြစ်ပြီးတော့ကျွန်တော်တစ်နှစ်လောက်ဒီဒီတဲမှာဟာတိမ်လို့လို့ဖြစ်ပြီးတော့ဟာငါထုံးစံတိုင်းမှာတော့ငါမဆွဲဘူးငါမဆွဲရတယ်ငါမဆွဲဘူးโอเคဒါမဲ့မဆွဲပြီမဲ့ဘာဖြစ်လဲဆိုတော့ကွာဟာစိတ်ညစ်စိတ်ညစ်တယ်ဆိုတဲ့အခါတိုင်းဒီအတူရောင်ပေါ့ဒီဟာဒီပျော်ရွှင်မှုကိုဟိုလုတ်ယူရတဲ့ပျော်ရွှင်မှုတွေစီကျွန်တော်ပြန်ပြန်သွားမိနေတစ်ချိန်လုံးပြန်ပြန်သွားမိနေနောက်ဆုံးကြတော့မှတဖြည်းဖြည်းနဲ့ကျွန်တော်ဘလူတွေဖြစ်လာဆိုတော့အလုတ်လည်းမလုတ်နိုင်တော့ဒီ ဟိုစာလည်းမရေးနိုင်တော့တဖြည်းဖြည်းနဲ့ပြီးတော့အရန်မေးတာအရန်မေးတာလားလူကတခါကြောက်ရင်စကားပြောနေနဲ့ဘာဘာပြောဘာဘာပြောနေလဲဟာအလုပ်လေးဖြစ်သွားလားဥမာပြောနေဆိုတကယ်ချင်းတော့စကားပြောနေမှာနော်ဟာဟိုရုပ်ရှင်တကားကြောင်းမပြောနေဟာတကယ်ချင်းစကားပြော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 ဟဲ့တကယ်ချင်းဘာပြောနေလဲအဲ့ကြောင့်ဘတ်ဆိုလုံးဝအတိတ်ကြီးမိသွားဟောက်ဘာဘာပြောနေမင်းမင်းငါလည်းဘာပြောနေအဲ့လိုမျိုးလေးကြီးဖြစ်လာတဖြည်းနဲ့လားဟာဒါကြီးကမဟုတ်တော့ဘူးလို့တဖြည်းဖြည်းနဲ့ဟို ငါငါငါဘွားယူတာတဖြည်းဖြည်းနဲ့ဟိုဆွဲချနေပြီဆိုတာတဖြည်းဖြည်းနဲ့အဲ့လိုမျိုးတိလိုက်တိလို့ပြီးတော့ဒီပျော်ရွှင်မှုအတူရောင်အတူရောင်နေဆိုတာကွာတဖြည်းဖြည်းနဲ့ဘာဘာကြောင့်တိလာဆိုအဲ့ဒါတွေတုံးနေတဲ့အချိန်မှာကျွန်တော်တို့ပျော်တယ်ပျော်တယ်ဟာပျော်ပျော်ပျော်တယ်ပျော်ပြီးနောက်တပတ်လောက်နေရှင်ငါအဲ့လိုကပျော်ခဲ့တဲ့ပျော်ရွှင်နေဆိုတော့မှုအဲ့မှုလုံးဝပြန်ပြေးလို့မရတော့ကျွန်တော်ပြောရမယ်ကျောင်းတငယ်ချင်းတွေခီးသွားကြတယ်ချောင်းသားအဲချောင်းသားသွားကြတယ်ကြက်ချီသွားကြတယ်ထားပါတော့ချောင်းသားသွားတယ်တငယ်ချင်းချောင်းသားသွားပြီးတော့ ပျော်ပွဲစားကြတယ်ပြန်လာတယ်တလားလောက်နေတဲ့အထိဟဲတငယ်ချင်းအဲ့ဒီကအရန်ပျော်ဖို့ကောင်းတာနော်ဟာအဲ့တငယ်ချင်းကတငယ်ချင်းကအေးဟဲတငယ်ချင်းပျော်ဖို့အရန်ကောင်းနေအဲ့ညာငါတို့ဒီမိဘုံပို့ကြတယ်ဘာဖြစ်တယ်ညာဟာငါတို့အတိုင်းနေစီးကြတယ်ပျော်စရာကြီးရဲ့ဆိုအဲ့ဒီအချိန်မှာကိုယ်ကစိတ်ကအဲ့မှုကိုပြန်ရောက်တယ်လူတယောက်ကဟုတ်တယ်မလားအဲ့မှုကိုပြန်ကြောက်မွေးစေးတုံးပြီးလို့ရှိရင်နောက်တလားလောက်နေလို့ငါတို့အဲ့ညာအရန်ပျော်ခဲ့ပါတယ်ကွာဆိုမှုကိုပြန်တွေးကြည့်မရဘူးဘာဘာဖြစ်လို့မရလဲဆိုတော့ဘယ်ရမလဲအဲ့ဒီဟာကျွန်တော်ပျော်ရှင်မှုအစစ်မှန်မှမဟုတ်လားပျော်ရှင်မှုအစစ်မှန်ကျွန်တော်အဲ့လို သွားပြီးတော့အဲ့ဒီအချက်လေးကျွန်တော်သွားပြီးတော့စိတ်ကူးတက်မှာတော့ပေါ်တယ်။အာငါတို့ပျော်ခဲ့တဲ့ဟာပျော်ရွှင်မှုအစ်စ်မှမဟုတ်ဘူး။လုံယူတာပြီးတော့နောက်ထပ်ဘီထွက်စူးကျူးတွေရတယ်အများကြီးပဲ။တော့ပြီးငါထားကိုရက်မယ်။ရက်မယ်။ရက်ချလိုက်တယ်။ဘလို့ရက်လဲဆိုတော့အရင်တော့တပတ်ကို၄၅ခါလောက်ကျွန်တော်သွားတယ်။တစ်ခါကြောက်ချင်း၄ရက်လောက်ကျွန်တော်ဟိုင်းကန်းညမထွက်ဘူး။အဲ့လိုမျိုးနေတာနေငါမဟုတ်ငါတပတ်ကိုတစ်ခါပဲငါသွားမယ်။နောက်ကြောက်မှာမဟုတ်ငါ တလောက်တစ်ခါပဲငါသွားမယ်တဖြည်းဖြည်းနဲ့ okay now ပြင်ငါနှစ်လနေမှာတစ်ခါသွားမယ်အဲ့လိုမျိုးကျွန်တော်တဖြည်းဖြည်းနဲ့ကိုကိုကို short ချတယ် short ချပြီးတော့ခတ်တဲ့ဟာခတ်တာကိုလည်းကျွန်တော်တခုပြောပြအောင်မယ်အဲ့ဒါအမှန်တရားတခုပဲဘာခတ်လဲဆိုတော့ကျွန်တော်ကျွန်တော်တို့မသွားပဲနေလို့ရတယ်မသွားပဲနဲ့ကိုကိုကိုငါမသွားဘူးကွာဆိုနေလို့ရတယ်အဲ့မှာဘာဆိုလူမှုရေးကိစ္စတွေကနေလို့မရဒီခက်ကဘာလဲဆိုတော့ မွေးနေ့ပွဲလုပ်တယ်ပါတီပေးတယ်ပါတီပေးရင်ကတော့အဲ့ဒီဟာတွေကတော့အနေနဲ့များပါလာတာပဲဟိုပါဆိုရင်လည်းဥပမာဟိုအခမ်းအနားတစ်ခုခုဆိုရင်လည်းပါတီပေးတယ်နောက်ဆိုကျွန်တော်မိတ်ဆွေမိတ်ဆွေတချို့တွေစီးပွားရေးလုပ်ငန်းရှင်စီးပွားရေးလုပ်ငန်းရှင်ပတ်စံနေတယ်ရှိတယ်တကယ်လည်းတော်တဲ့လူတွေအလုပ်ကိစ္စပြောမှဆိုဘာလဲဆိုဟိုင်းငန်းနဲ့သွားပြောတယ်ဟာဆိုဘာလို့ဟိုင်းငန်းနဲ့သွားပြောရလဲလေအလုပ်ကိစ္စစကားပြောအာမဟုတ်ဘူးညီလေးတဲ့အဲ့မှာတို့တွေ ပျော်ကြွှင်ကြပြီးပါရှင်အလုတ်ကိစ္စစကားပြောတာပို့ပြီးတော့အဆင်ပြေတယ်။ဟောအလုတ်ကိစ္စပြောတာအဲ့မှာဆိုဩတဖြည်းဖြည်းနဲ့ပြောလို့ဒါကြီးကဟိုရင်ကျင်းမှုတစ်ခုလိုဖြစ်လာ။ရင်ကျင်းမှုတစ်ခုလိုဖြစ်လာဆိုတော့ဒီဟာတွေကျွန်တော်တို့ဟာငါမတော်အောင်ကွာနေပြ။အာတင်ရချင်းမင်းငါမွေးနေမလာဘူးလား။အာဒါမျိုးလေးရှိတယ်။အာမင်းငါငါမွေးနေမလာဘူးလား။မင်းငါဘာခန်းလား။မင်းလာလေကွာဆို။တွားလို့ရှိရင်အနေနဲ့များဒါကြီးကကိုပေါ့နေမှာတွေ့နေရတော့လုံးမိ။အဲ့တော့ကျွန်တော်အဲ့လိုမျိုးလေတဖြည်းဖြည်းနဲ့ရှောင်းတယ်။ရှောင်းရင်းနဲ့နောက်ဘာလုပ်လဲဆိုတော့ကျွန်တော်အာကသာ ဒီမွေးစည်းကိုဟိုအများဆုံးနိုင်နေဟာတော့ကျွန်တော်ထင်တာအာကစားပဲအာကစားဟိုအာကစားလုတ်လို့ရှိရင်အာကစားလုတ်နေနေဟိုကိုကိုဂျင်နီဘိုင်သွားတယ်ပေါ့နော်ဂျင်နီဘိုင်သွားတယ်ကစားတယ်ကစားတဲ့ခါကျရင်ကို့ဒီရဲ့ဟိုငါပြင်ပြပမှန်ကွာငါအရန်အထုတ်ထားရတာဒီကအဲ့ဒီဟာလေးတုံးပြူရှင်ငါဟိုအမောတွေလည်းမလုံနိုင်တော့ဘူးမလုံတော့အဲ့ဒါဆိုအဲ့ဒီအရှော့မှာဆိုတော့တဖြည်းဖြည်းနဲ့အာကစားဒီဘက်ကိုလေတိုးလုတ်တယ်ပြီးလို့ရှိရင်ဟိုဖျားတရားပေါ့နော် ဖျားတရားတော့ကျွန်တော်တို့ကျွန်တော်ဗုဒ္ဓဘာသာဆိုဒီဟိုဖျားတရားဘက်နေလဲသွားတယ်သွားဆိုအဲ့လိုမျိုးနေတဖြည်းဖြည်းဘတ်ပေါင်းဆောင်နေကိုကိုကိုဒီနုံနေကနေကို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 ဆွဲထုတ်ရတာဆွဲထုတ်ပြီးတော့မှဒီဟိုအပြင်ကိုရောက်လာရောက်လာရင်တည်းမှာငါတနှစ်လောက်ဟိုတေးမီလိုလိုဖြစ်တဲ့အထိဒီစီးတွေတုံးလာတာအချီးနှီးတော့ငါအဖြစ်မခံနိုင်ဘူးဒီဟာနဲ့ပတ်သက်ပြီးတော့ငါစာရေးမယ်ဆိုတော့အဲ့လိုစာရေးမယ်ဆိုတော့ခေါင်းစဉ်တည်လိုက်တဲ့အခါမှာ ဒီဟာကိုဒီဟာကြီးပေါ်မှာအခြေခံပြီးတော့ကျွန်တော်အဲနက်နက်ခင်းမှာလင်းနေကြဲဆိုတော့ဝုထုကိုစပြီးတော့ဖန်တီးဖြစ်တယ်ပေါ့ဗျာ